အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့အစာစားပြီးလှမ်းအိပ်လို့ရှိရင်ဘယ်လိုကျန်းမာရေးပြဿနာတွေဖြစ်နိုင်လဲဆိုတဲ့ဟာကိုပြောပြသွားပါမယ်အစာစားပြီးတော့ချက်ချင်းလှမ်းအိပ်တင်ပါဦးဘာဖြစ်လို့လဲဆိုတော့အစာစားပြီးတဲ့အခါကျလို့ရှိရင်အစာခြေဖို့အတွက်ဒီအဆစ်တွေကပိုထွက်နေပါတယ်ပြီးရဲ့အခါအစာရည်လက်ရှိနေတဲ့အတွက်ကြောင့်အစာအိမ်ထဲမှာပမာဏအဖြစ်များလာတဲ့အခါအိမ်ထဲကအဆစ်ရည်တွေဟာ ဒီအစာရည်မျိုးပြုံတဲ့ကိုပြန်ရှင်တက်လာပါတယ်အဲ့ခါကျရင်ဒီရင်ကောင်းမှာပူတာပိုက်အောင်တာအစာမကျေဖြစ်တာရင်ပြည့်ရင်ကြတာဖြစ်တတ်ပါတယ်အဲ့တော့ဒီလှဲ့လှဲ့ချင်းအပြင်ဒီဟာတွေဒီဒီရည်တွေဒီအပေါ်ကိုပြန်ရှင်ဖို့ပို့ပြီးတော့လွယ်သွားပါတယ်အဲ့တော့အစာစားပြီးနှစ်နာရီလောက်အတွင်းကိုလုံးဝလည်းမအိပ်သင့်ပါဘူးပြည့်တဲ့ခါကျရင်ဒီလိုမျိုးခဏခဏဖြစ်လာတဲ့အခါဒီအစာရည်မျိုးပြုံရောင်ရမ်းတာအစာရည်မျိုးပြုံမှာရှိတဲ့အစဲလေးတွေပုံစံပြောင်းပြီးတော့ကင်ဆာဖြစ်တာတွေအထိဖြစ်နိုင်ပါတယ် ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် like နဲ့ share လေးလုပ်ပေးသွားလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမနာမည်ကတော့ဒေါက်တာဝင်းဖြစ်ဖြစ်ပါတယ်ရှင်။